ဟယ်လိုအားလုံးပဲမိင်္ဂလာပါဘူဝမန်ချင်းကနေကြိုဆိုပါရစေလီဗာပူးသင်းရဲ့ညာနောက်ခံကစားမဖြစ်သူအာနူးကတော့ရီယယ်မက်ထရစ်ကိုပြောင်းဖို့အတွက်သဘောတူညီမှုရဖို့ဖြည်းဖြည်းချင်းနဲ့ပို့ပြီးတော့နီးစပ်မှုတွေရှိလာပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒေးဗစ်ရော့စတိန်တို့ဒါဖက်ဘရီဇီယိုရူမန်နိုတို့ဘောနော်ဒါတဲ့အက်တလက်တီတို့အကုန်လုံးလက်ရှိမှာ report လုပ်ထားတာအခုလောက်ဆိုလို့ရှင်တော့ပြည်သက်တော်များများသတိထားမိကြပြီထင်ပါတယ်ဆိုတော့ရူမန်နိုရဲ့ report ရဆိုလို့ရှိရင်ရီယယ်မက်ထရစ်ကအာနူးကိုရဖို့အတွက်အလွတ်နဲ့နော်အာနူးကိုရဖို့အတွက်ပြီးခဲ့တဲ့ ျွန်တို့အနေနဲ့တစ်နှစ်လောက်ခရေကအမှန်ကန်စောင့်ကြည့်မှုတွေပြုလုပ်ပြီးတော့သူတို့တွေဒါကျူးပန်းနေကြတာကျူးပန်းနေကြတာဆိုတော့ဒီနှစ်သင်းဒီနှစ်ဖက်ကြားပေါ့နော်ရီယယ်မက်ထရစ်တာဝန်ရှိသူတွေနဲ့အာနူးတာဝန်ရှိသူတွေရဲ့ရှားထဲမှာဒီချွေးနှွေးမှုတွေဆက်သွားနေပြီးတော့သဘောတူညီမှုရဖို့ကတော်တော်ကိုနီးစပ်မှုတွေရှိလာပြီဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ဟိုမကြခင်မှာလဲဟီဝီကိုတွေဘာတွေသွားနေမေးဆိုပြီးတော့ဖာရီဇီယိုရူမန်နူကတော့ကျွန်တော်ပြောထားတယ်ဒါအပြင်ကျွန်တော်ဒီဒေးဗစ်ရော့စတိန်ကကျွန်တော်ပေါ့နော်အကယ်လို့ရီယယ်မက်ထရစ်ရဲ့ဘက်က ကျွန်တော်တို့ဒီအာနူးနဲ့ဗောနော်ရီယဲရဲ့ဂျားထဲမှာသဘောတူညီမှုရခဲ့ရင်တမုံမို့ဗောနော်ဘဲချင်းရတဲ့အချိန်ကြာရင်လီဗာပူးအသင်းထံကိုအသိပေးရမယ်ဗောဘာလို့လဲဆိုတော့လီဗာပူးအသင်းရဲ့ဘက်ကပြောင်းရွှေ့ကြည်တပြားတစ်ချက်မှရဖို့မရှိဘူးကိုအာနူးကိုအလွတ်နဲ့လက်လွှဲရမှာဆိုတော့အာနူးကဒီနေရာဒီပြောင်းရွှေ့မှာဆိုလို့ရှိရင်ဒါအလွတ်အလွတ်ဖြစ်သွားပြီးစာချုပ်ကုတ်တန်ကုန်သွားပြီဆိုတော့ရီယဲမက်ထရစ်ကိုသူပြောင်းနိုင်မှာဆိုတော့ဟိုရီယဲကလည်းဒီချင်းကြီးကိုစောင့်နေတာပဲလက်ရှိမှာဆိုလို့ရှိရင်ကာဘာဂျေက ကာလာရှိတန်ရရတာလူကေဗက်စကက်ကထင်တယ်လို့အဆင်မပြေတာဒါအပြင်ဘယ်လိုပြောမလဲဒီတခါတလေမှာ Vevery တို့လိုကစားမားတွေတောင်မှဆင်းပြီးတော့ကစားနေရတာဒါမျိုးတွေကိုကျွန်တော်ကြည့်ရင် Real Madrid ဘက်က quality right back player တယောက်ကိုလိုတယ်ဒါအပြင်ကာလိုအန်ချီလိုတီကိုယ်တိုင်ကပဲဖြစ်ဖြစ် Real တောင်ရှိသူတွေကပဲဖြစ်ဖြစ်ဘီနီတို့ဘာပေတို့တည်တယ်မလားဒီ Rodrigo တို့လိုကစားမားတွေအတွက်ဖန်တီးမှုကောင်းကောင်းလုပ်နိုင်တဲ့ကစားမတပ်ပါတော့ invertive football ပုံစံမျိုးနဲ့ကစားတာပဲဖြစ်ဖြစ်အဲ့လိုကစားမမျိုးကိုလိုချင်တာပေါ့နော်ဆိုတော့ ဟိုဒါကြောင့်ရီရဲ့ဘက်ကတော့အာနလူပလီယာမျိုးကိုကျွန်တော်နှစ်နှစ်လောက်ထိကိုတည်တည်ကြကြစောင့်ကြည့်နေပြီးတော့အလွတ်နဲ့ရမဲ့ဂွင်ကိုစောင့်နေတာအခုလက်ရှိလည်းပဲသူတို့ရနိုင်တော့မယ်ဆိုတော့ဒါဟာရီရဲ့ဘက်ကကျွန်တော်ကြည့်ရင်တော့ master class ပေါ့ဗျာမင်းဘလောက်ပဲဘလိုပဲပြောပြောအာနုရုပလီယာမျိုးကိုကျွန်တော်တို့လက်ရှိအလွတ်နဲ့တပြားတစ်ချက်မှမကုန်မဲရမှာကတော်တော်ကိုအချိန်ကြီးကောင်းပါတယ်ဒါအပြင်တစ်ခုရှိရမှာက real metric တို့ဘာလို့ဆိုတာမျိုးကဟိုကစားမားတွေကိုလောက်ခလာစအများကြီးပေးတဲ့တယ်မှာမပါဘူး ဆိုလေဘာဦးသည်မှာရတဲ့လောက်ခလာဇာနဲ့ရီယမက်ထရစ်ကိုပြောင်းလို့လောက်ခရတဲ့လောက်ခလာဇာနဲ့ကအများကြီးကွာဟာမှုရှိမဲ့အခြေအနေမျိုးမှာမရှိဘူးဆိုတော့ရီယဲကိုပြောင်းကျင်လို့ပဲပြောင်းနေလာဇာအများကြီးကြောင့်မဟုတ်ဘူးဆိုတဲ့သဘောမျိုးပဲဆိုတော့ဒါကြောင့်ရီယမက်ထရစ်ဘက်ကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ရှိမှလည်းအဲ့ဒလိုမျိုးနဲ့ကီလီယန်ဘာပီတို့အပါဝင်ပေါ့နော်အလွတ်နဲ့ကစားမကောင်းတွေကိုကျွန်တော်ခေါ်ခဲ့မှုတယ်အောင်မြင်မှုတွေယူတယ်အခုဆိုလို့ရှိရင်လည်းအာနုလူကစားမမျိုးကိုကာဘာဂျီနီယာကိုစားတူဖို့သူတို့ကြိုးပမ်းနေကြပြီ။ ဆိုတော့ပုံမှန်အပြင်အနည်းဆုံးတန်း60 90လောက်ကုန်နိုင်မဲ့ပလေယာမျိုးကိုတပြားတစ်ချက်မှမကုန်မင်းနဲ့ခေါ်ဖို့အတွက်ကြိုးပမ်းနေတာအခုသဘောတူညီမှုရအောင်မယ်ဆိုတာကရီယယ်ဘက်ကကျွန်တော်တို့ကြည့်ရင်တော်တော်ကိုကျွန်တော်တို့ဒီနေပေါ့နော်ကောင်းတဲ့လုတ်ရက်ပဲကျန်တဲ့ပြိတက်တွေကတော့ဘလူးပဲမြင်မြင်ပေါ့ဗျာအောက်တယ်မလားတခုရှိတာကတော့လေပေါင်းသင်းပြိတက်တွေကတော့တင်းတာပေါ့လေအများစုကတော့ဒီကနေ့ပြောလို့ရှိရင်ဗျဟိုအာနုလူကစားမမျိုးကိုဆုံးရှုံးရတယ်ဆိုတာမျိုးကဟိုကာရီကပြောမှုတဲ့အရာတခုရှိရပေါ့နော်အာနုလူကစားမမျိုးကိုဆုံးရှုံးရတယ်အလွတ်နဲ့ဆုံးရှုံးရတယ်ဆိုတာမျိုးကတိတ်နှမျိုးစရာမရှိဘူးပေါ့ ဘာလို့လဲပေါ့နော်ဘာလို့လဲဆိုတော့နစ်နာစရာမရှိဘူးလို့သူပြောတာဗျနှစ်မျိုးကတော့နှစ်မျိုးစရာကောင်းတာပေါ့တကယ်တွေးကြည့်ရင်ဘာလို့လဲဆိုတော့အကယ်လို့ရောင်းချမယ်ဆိုလို့ရှိရင်အတန်း60 90လောက်ထိရနိုင်တဲ့ပလေယာဗျအဲ့ဒါမျိုးကိုကျွန်တော်အလွတ်နဲ့လက်လွတ်ရတာတကယ်တွေးကြည့်ရင်နှစ်မျိုးတာပေါ့ဒါပေမဲ့လို့ပေါ့နော်လီဗာပူးသင်းဟာအာနိုးကိုရခဲ့တုန်းကတပြားတစ်ချက်မှမကုန်ခဲ့ဘူးအာနိုးဒီအကယ်ဒမီတစ်ပတ်ကစားမှာအာနိုးဒီလီဗာပူးသင်းအကယ်ဒမီကနေထွက်လာပြီးတော့ပေါ့နော်ဘာတပြားတစ်ချက်မှမကုန်ခဲ့ပဲနဲ့လီဗာပူးသင်းရခဲ့ပါတယ်ဆိုတော့ပရီးမီးယားလိဂ်ဒီချန်ပီယံလိဂ်ဒီမှာ တို့ပါဝင်နိုင်ခဲ့တဲ့ကစားမှာဆိုတော့လီဗာပူးတင်းဒီအာနူးကိုဆုံးရှုံးသွားလို့သူတို့ဘက်ကပြပြောမလဲသူတို့နှစ်မျိုးဆုံးရှုံးသွားတဲ့အရာဘာမှမရှိဘူးဒါပေမဲ့လေလို့ပေါ့နော်ပြပြောမလဲအာနူးရဲ့အပြောင်းရွှေ့မှာရောင်းချနိုင်တဲ့အကြပြောင်းရွှေ့ကြီးတစ်ခုရတယ်ဆိုလို့ရှင်တော့တန်60 90လောက်နှစ်မျိုးစရာကောင်းတာပေါ့ဗျအခုလည်းရှိသူတို့တိုက်စစ်မှာဆိုလို့ရှင်ရင်တိုက်စစ်မူကောင်တရားလုံးနဲ့ဒါအစားထိုးလိုက်လို့ရတယ်အဲ့ဒီပမာဏမျိုးကအောက်တယ်မလားဒါပေမဲ့လို့ပြပြောမလဲလီဗာပူးပြည်သက်ဒီရဲ့ဘက်ကတော်တော်ကိုတင်းနေတာနော်လီဗာပူးတင်းပြည်သက်ဒီရဲ့ဘက်ကတော့ ျွန်တော်အားလုံးသိတယ်လည်းပဲ Academy ကထွက်လာတဲ့ player တယောက်ဖြစ်တယ်လို့ဟိုဘယ်လိုပြောမလဲဟို Jared လူမျိုးဖြစ်စေခြင်းညတာဗျာဘယ်တင်းကပဲစိတ်ဝင်စားစိတ်ဝင်စားလေပါဦးမှလေပါဦးပဲနော်လေပါဦးမှလေပါဦးပဲလေပါဦးတင်းမှာပဲဆက်ရှိလေပါဦးတင်းမှာလည်းဆက်သွားလေပါဦးနဲ့အောင်မြင်မှုတွေယူလေပါဦးနဲ့ဖြတ်သန်းဒါမျိုးတွေဖြစ်စေခြင်းညတာဘာလို့ Academy တွေကကစားမာတပြင်အနာဂတ် Captain ကြီးဘာလို့လဲပြောနေကြစုံနေကြတာဆိုတဲ့အခါကျတော့အာနူးစီကနေပြီးတော့အခုလိုမျိုးသဘောတူညီမှုရဖို့ပေါ့နော်နီးစပ်မှုတွေရှိနေတယ်ဆိုတာမျိုးက ော်တော်ကိုပြောစရာတွေကျွန်တော်ဖြစ်နေတာပေါ့ဗျာဆိုတော့ဟိုတခုရှိတာကတော့ international break တီးပြီးတဲ့အခါမှာဘာတွေဆက်ပြီးတော့ကြားရအောင်မလဲပေါ့เนาะအာနုကတော့လောလောဆယ်မှာ injury ပြဿနာတွေကြုံနေရတယ်ဆိုတော့သူပြန်မပါမချင်းတော့ဘာမှဖြစ်အောင်မှာမဟုတ်ဘူးအဲ့တော့အကယ်လို့သူပြန်ပါတော့မယ်ဆိုလို့ရှိရင်လေပေါင်းတင်ပြိတက်တီအနည်းငယ်ပွဲတွေပါလာကြည့်တဲ့အခါအာနုကိုပြောင်းညှလောင်ကြမှာဒါမှမဟုတ်ဒီကလည်းကျွန်တော်ရှိသေးတာဆိုတော့အာနုတွေ့တော့ဗောနော်အာနုတွေ့တော့ကျွန်တော်အနည်းငယ်ဒီဆုံးဖြတ်ရခက်မဲ့အခြေအနေမျိုးပါဒါပေမဲ့လို့ပြရီယယ်မက်ထရစ်လိုအသင်းမျိုးကိုပြောင်းကျင်လို့ပြောင်းတာကတော့တိတ်ပြက်တနာမရှိဘူး ။ဒါမဟာပြိုင်ပွဲဆိုတာမျိုးမှမဟုတ်တာဗျာ။ဒါအပြင်ခါးသီးပြိုင်ပွဲလည်းမဟုတ်ဘူး။ဒါမျိုးလို့ကိုအသင်းရဲ့ Academy ကထွက်လာတဲ့ player တယောက်လောက်ကိုအလွတ်နဲ့လက်လွတ်ရတာကတော့100 million assets ဗျာ။ဒါမှမဟုတ်ဘူးနော်။ဒါ80 million assets လို့ player မျိုးအဲ့လိုမျိုးကစားမမျိုးကိုလက်လွတ်ရတာကတော့ကိုနှမျိုးကိုကောင်းပါတယ်။ဆိုတော့ကျွန်တော်တို့သဘောတူညီမှုတွေပဲချင်းရမလဲစောင့်ကြည့်ရတော့ပါတော့မယ်ဆိုတော့လေပေါင်းတင်ပရိသတ်တွေနေနေရောလက်ရှိဒီတင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်